ဟယ်လိုအားလုံးပဲမင်္ဂလာပါဒီနေ့တော့စုရိုးအိမ်မှာပုံမှန်ချက်စားနေကြစစ်သားဟင်းစီပြန်ချက်နေလေးကိုလက်မြောက်ပေးတာပါဒီဗီဒီယိုလေးကြည့်ပြီးသွားရင်တော့စစ်သားဟင်းမချက်တတ်မှစိတ်ပူစရာမလိုတော့ပါဘူးအရင်ဆုံးတော့ဂျင်းလက်တစစ်ကြော်ကြော်လေးကိုခပ်ပါပါလေးလှီပြီးတော့မှလုံအောင်ညက်သွားတဲ့ထီကိုထောင်းလာပေးလိုက်ပါမယ်ဒီစစ်သားဟင်းချက်နေလေးရဆိုရင်ရူရိုးထမင်းနဲ့ပဲဆက်စားအုံထမင်းနိုးပဲထမင်းနိုးနဲ့ပဲဆက်စားအရင်လိုက်ဖတ်ပါရဲ့ကျင်းညက်သွားပြီဆိုရင်တော့ကျွတ်တံဖြူလေးမှလာကိုလဲထည့်ပြီးတော့မှမညက်တညက်လေးဖြစ်အောင်ထောင်းနာပေးလိုက်ပါမယ် ကယ်တီလောက်ဆိုလို့ရှိရင်တော့ရပြီပေါ့နော်။စက်သားကိုတော့စုက85စက်သားလောက်သုံးထားပါတယ်။သူ့ရဲကိုစနင်းမုတ်ထည့်မယ်။ပြီးရင်တော့ဇီယာကိုလုံးဝညက်သွားတဲ့အထိကြိတ်ထားတဲ့အမှုန်လေးထည့်ပါမယ်။အရသာအတွက်တော့စားပဲသုံးထားပါတယ်။ဒီနေရာမှာငံပြားရည်သုံးချင်လည်းရပါတယ်။ပြီးရင်တော့ဟင်းချုံမုံလေးထည့်ပါမယ်။စက်သားမုံထည့်ချင်လည်းရပါတယ်။မြုပ်ကောင်းမုံလေးကိုလည်းခမျက်များလေးအုပ်ထားပြီးလိုက်ပါတယ်။ဟင်းရဲ့အရောင်အတွက်တော့ငွေသီးရောင်တဲ့မုံကိုသုံးစုံမမောက်လောက်သုံးထားပါတယ်။ အစောကထောင်းထားတဲ့ဂျင်းကျက်သွေးမြူလေးလည်းထည့်လိုက်ပါမယ်။သူ့ထဲကိုတစ်ခါတည်းထည့်နေဖို့အတွက်ခရမ်းညစ်ဒီတလုံးကိုပါခပ်ပါပါလေးထီးပြီးတော့မှတုံးလေးတွေတုံးထားပေးလိုက်ပါမယ်။လေးရတဲ့ခရမ်းညစ်ဒီတွေကိုတော့အစောကကျက်သားရဲထည့်ပြီးတော့မှအားလုံးနှက်သွားတဲ့ထီကိုနယ်ပြီးတော့နှက်ထားပေးခဲ့ပါမယ်။ကျက်သားတွေကိုအခုလိုမျိုးအရသာတွေတေချာနယ်ပြီးမှချက်မယ်ဆိုလို့ရှိရင်တော့ကျက်သားတွေကိုအရသာတွေဝင်ပြီးတော့ဆောက်လုပ်ကောင်းမှဖြစ်ပါတယ်။ရေစုလို့နေထားတဲ့ကျက်သားလေးကို10မိနစ်လောက်နှက်ထားခဲ့ပါမယ်။ စစ်တော်နေစီတက်ဖို့အတွက်စစ်တော်နေလေးလုံးကို ခပ်ပါပါလေးလီထားလိုက်ပါမယ်။စုနေမကောင်းတာဖြစ်တဲ့အတွက်အတန်လေးကိုတော့တိခတ်ပြီးတော့နားထောင်ပေးပါနော်။စုတို့စစ်တော်လေးတွေကိုခပ်ပါပါလေးလီပြီးပြီဆိုရင်တော့ဆက်ပြီးတော့ချက်လို့ရပါပြီ။အိုးရဲကစီပြီးပူလာပြီဆိုရင်တော့စနေမောင်လေးထည့်မယ်။ပြီးရင်တော့လီရတဲ့စစ်တော်နေကိုထည့်ပြီးတော့မှရွှေရောင်ရောင်လေးတန်းလာတဲ့အထိကိုစီတက်ပေးပါမယ်။ဒီကြက်သားကကြတော့နိုးလွယ်တာဖြစ်တဲ့အတွက်သူတို့ကလုံးမရောမချက်တော့ဘဲနဲ့ကြက်တော်နီလေးကိုစီတက်ပြီးတော့ချက်ပေးပါရတယ်။ ကျက်တော့လေးရေရွှေရောင်တန်းလာပြီဆိုရင်တော့တိကျဘိုးကောက်လေးနင်းငယ်နဲ့ကရဝေးရွက်လေးနှစ်ရွက်ကိုလည်းထည့်ပြီးတော့စီးသက်ပေးလိုက်ပါမယ်။ဒီလိုဆိုလို့ရှိရင်တော့အနံ့လေးကတအားငွေပါတယ်။တိကျဘိုးကောက်တို့ကရဝေးရွက်တို့မရှိဘူးဆိုရင်လည်းမထည့်လို့ရပါတယ်။ပြီးရင်တော့ဆူရရတာနင်းတတ်ထားတဲ့ကျက်သားထည့်ပြီးတော့မှတပိရှာရှာလေးလုံးထားပေးလိုက်ပါမယ်။ဒီကျက်သားရဲ့ကရေလေးတွေကထွက်လာအောင်မလို့ဆိုဒီနေရာမှာရေမထည့်သေးဘဲနဲ့ကျက်သားရဲ့တင်းလာတဲ့အထိကိုတိရှာလေးလုံးပေးပါမယ်။ ကျက်သားနေနေထားတဲ့ဇလုံလေးကိုရေနင်းနဲ့ထည့်ပြီးတော့မှကျင်းရည်လေးထည့်လိုက်ပါမယ်။ပြီးပြီဆိုရင်တော့အားလုံးနှံ့သွားအောင်မူမီပြီးတော့ကျက်သားလေးတင်းလိုက်ဒီကိုစီသက်ပေးပါမယ်။ကဲအခုလိုမျိုးကျက်သားတွေကအယောင်ပြောင်းပြီးတော့အပေါ်ရန်လေးတင်းလာပြီဆိုရင်တော့သူတွေကိုရေလေးလိုအပ်သလောက်ထည့်ပါမယ်။ ။ဆွေးချက်သားကနူးနေတာဖြစ်တဲ့အတွက်ရေကိုနည်းနည်းပဲထည့်ပြီးတော့မှရေလေးနေရာအနှံ့ရောက်သွားအောင်ဇွန်လေးနဲ့တစ်ချက်နှစ်ချက်ဖွေပေးပါမယ်။ပြီးရင်တော့ချက်သားတွေနူးလာတဲ့အထိအပုံးအုပ်ပြီးတော့တည်ထားပေးပါမယ်။တည်ထားတဲ့အချိန်တော်အတွင်းမှာတော့အောက်ကကတ်နိုင်တာကြောင့်တစ်ချက်တစ်ချက်ဖွင့်ကြည့်ပြီးတော့မှွေပေးပါမယ်။ရေလေးခန်းပြီးတော့စီလေးပြန်လာတဲ့အထိကိုတည်ပေးရမှာပါ။သူတို့ကစီပြန်လေးချက်မှာဆိုတော့လေကဲပြီးပြီဆိုရင်တော့ချက်သားလေးတွေကလည်းမနူးသေးတာနဲ့မှွေပြီးတာနဲ့ပြန်အုပ်ပြီးတော့မှ10မိနစ်လောက်ထပ်တည်ထားခဲ့ပါမယ်။ စိုးစဲမင်းလောက်ကြာပြီးတဲ့နောက်မှာတော့စစ်သားလေးကအခုလိုမျိုးရေလေးခန့်ပြီးတော့စီပြန်စားပြုနေပါပြီဒီလိုနေထားလောက်ရောက်ပြီဆိုရင်တော့စိုးကအဖုံးမအုပ်တော့ဘဲနဲ့အနှစ်တွေစီပြန်လာတဲ့အထီးကိုဒီတိုင်းလေးပဲချက်ထားပြီးလိုက်ပါမယ်ကဲဒါဆိုလို့ရှိရင်တော့စီလေးလည်းပြန်ပြီးတော့အရန်စားလို့ကောင်းတယ်စစ်သားဟင်းလေးကတော့ပြီးသွားပါပြီအခုလိုမျိုးဟင်းချက်နေမလို့နေဗီဒီယိုလေးတွေကိုစလိုက်တင်ပေးနေတဲ့စိုးရဲ့ channel လေးကိုစိတ်ဝင်စားရဲဆိုရင်တော့ subscribe လုပ်ပြီးတော့အပိကဲပါအောင်ရှင်ဗီဒီယိုအစ်စ်လေးအတွက်လည်းဗီနာကခေါင်းလောင်းလေးနှိပ်ခဲ့ဖို့မမေ့နိုင်အောင်နော် ကျက်တာဟင်းကြီးပဲဆိုရင်ဤနိုင်နာကြောင့်သူတို့ကအချင်းတုပ်လေးတုပ်ပါမယ်ကျက်တော်နီလေးရဲ့ငေသီးစိမ့်လေးရဲ့ပြီးရင်တော့တမ်းမြန်သီးလေးခက်မြန်မြန်ညှစ်လိုက်ပါမယ်အရသာတော့ကိုတော့စားဟင်းချုံမုံလေးထည့်ပြီးလိုက်မယ်ဆိုရင်စားလို့ကောင်းတဲ့ကျက်တော်ချင်းတုပ်လေးရသွားပါပြီလုံနီလေးကရမ်းလွယ်ပါတယ်နော်ကဲဆွေးရဲ့ဗီဒီယိုလေးကိုအဆုံးနဲ့ကြည့်ရှုပေးလို့တော့တယောက်စီစဉ်တိုင်းကိုအထူးပဲကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုအစ်စ်တွေမှာပြန်လည်ဆုံးပြကြပါမယ်ကျေးဇူးပါ